မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ပေးတင်ဆရာနိုင်ထွန်းရန်ကုန်မြို့တော်မှဆရာထပ်ပေးတယ်မြေထမင်းချံခုနှစ်သားသမီးအားလုံးကိုယ်စိတ်နှဖျားချမ်းသာထမ်းသာပါစေကြောင်းဦးစွာပဏမဆရာနေနဲ့နှုတ်ခွန်းဆက်တာအပ်ပါတယ်အခုဆရာအနေနဲ့ 2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတစာမုံလာမြတ်မှာခုနှစ်နေ့ခုနှစ်နာတော့ခုနှစ်ရသားသိမျိုးရဲ့ကံကြာမှာကံကောင်းခြင်းကံဆိုးခြင်းအကောင်အဆိုးတို့ကိုတင်ပြဆွေးနွေးဟောပြောပေးသွားမယ်ကျွန်တော်များပုံများတော်ပြီးတင်ဆက်ရနိုင်ထုံးရဲ့နိုဝင်ဘာလ host တန်လေးဖြစ်ပါရယ်ခင်ဗျဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိတန်ခါပူဇေမိ ပူဇော်ပါ၏အရှင်မြတ်ဘုရားကဲမင်္ဂလာပါပါ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းမှာကံကောင်းတဲ့စာတာရှင်နှိမ့်နဲ့နှစ်ဦးရှိတယ်ပထမကံအမြင့်ဆုံးကံကောင်းမဲ့နှိမ့်နာစက်နေသားသမီးဒုတိယကံကောင်းမဲ့နှိမ့်နာကတန်နင်းတယ်ကံညံ့နေတဲ့နှိမ့်နဲ့နှစ်ခုကဘုဒ္ဓဟူ자다ပတိ ဒါဟာကံစာတာနဲ့ပတ်သက်ပြီးတော့တပုချင်းရဲ့ကောင်းဆုံးဟောပြောခြင်းမပြောခင်ကိုဆံအနေနဲ့ပြောပြဆွေးနွေးသွားခြင်းတွေဖြစ်တယ်။2025ခုနှစ်စက်တလပိုင်းနိုဝင်ဘာလ တန်နင်းငွေသားသမီးတွေဟာဒုတိယကံကောင်းသောစာတာရှင်များဖြစ်တယ်။တန်နင်းငွေသားသမီးများလုပ်ငန်းရေးစာတာမှာအောင်မြင်မယ် လုပ်ငန်းခွင်မှာရောင်းရီဝယ်ရီကိစ္စရက်တွေအောင်မြင်နိုင်မယ်။ရောင်းကုန်ပစ္စည်းအိမ်ချမ်းမြေအကျိုးတော်ဆောင်ဝယ်စားလုပ်ငန်းစီးပွားလုပ်ငန်းတွေအောင်မြင်မယ်။ချမ်းဝင်မှန်၊မြေဝင်မှန်၊ရွှေဝင်ရမယ်၊ကိန်းငန်းစာတာရှင်ဖြစ်တယ်။ကံကောင်းခြင်းအောင်မြင်ခြင်းနဲ့ဖော်ဆောင်နေတယ်။ဒေါသစိတ်ကလေးထိမ့်ပြရမယ်။စကားအညစ်အကြေးပြဿနာကိစ္စတရီထားရမယ်။စကားမတီးသူ ဇကာဂတိပြက်ကွက်သူတွေကြောင့်ဒုက္ခကြုံညာတတ်တယ်မေတ္တာရေးစားတာအားကောင်းတယ်အရှိရေးကံစားတာလည်းကောင်းမွန်တာတန်ငင်းနဲ့သာသမီတွေဖြတ်နေတယ်တမီးစားရေးကိစ္စမေတ္တာရေးကလန္နာမေတ္တာအရှိရေးဆိုတာတွေအောင်လုံးဝကိုအင်မတ်တင်အင်မတ်တာစိတ်ချမ်းသာမှာဗျာမင်္ဂလာစကားတွေချားရမယ်လက္ခဏာမိဘသဘောတူတာ တဏှာဖြင့်တယောက်နဲ့တယောက်စိတ်သဘောထားတိုက်ဆိုင်မှုရှိသွားတာတဏှာဖြင့်တဥပေါတခုနော်တဥပေါတဥရှစ်ခံစုံမကျင်နာတာကောင်းကျိုးပြုတဲ့ရှစ်ရှိမေတ္တာကံကောင်းကျိုးပြုတဲ့လာတလအိမတံကောင်းကျိုးပြုမဲ့မင်္ဂလာအခါတော့တတ်နေငယ်နေသားသူဒါမှကံကောင်းတဲ့နေနာမှာတော့ဒုတိယပဲဖြစ်နေတယ်ဖတ်မှာမသွားဘူးနည်းနည်းလေးလုံငန်းွက်မှာထိကအနာတရားဖြစ်တတ်တယ် ရှိလန်စကရိယာစံရန်တရားစက်ပစ္စည်းထီထွေးကိုင်နဲ့နှင်းရမှာတတိပြုရမယ်အရှုလုံမွေးကိစ္စမှာဇကားများရတာဇကားမတည်သူကတိမတည်တဲ့သူငွေချေးပြတ်တမာကိစ္စစက်နူးစံအောင်ဖျက်ရတတ်တယ်စိတ်အနောက်ချက်ဖျက်ရတတ်တယ်နောက်ဇွဲကြည့်ပါတယ်တန်ငင်းငွေသားသမီးစိတ်အားထက်သန်တယ်လက်တွေရအောင်ကြိုးစားတတ်တယ်တန်ငင်းငွေဖားဇာတာရှင်နေတော့ စီပွားရေးကောင်းမယ်၊ငွေကံပွင့်မယ်၊လုပ်ငန်းရေးတွေရောင်းပဝယ်ပန်းကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်။ကောင်းကျိုးပေးမယ်။ဖြစ်စံတော့နိုဝင်ဘာလ17လပိုင်းဟာတန်ငင်းတွေသာသမြတ်တွေငါးပတ်တည်တည်ရမယ်။နိုဝင်ဘာ2ရက်၊နိုဝင်ဘာ6ရက်၊နိုဝင်ဘာ16ရက်နိုဝင်ဘာ23ရက်နိုဝင်ဘာ30ရက် နောက်ဝင်းမှာလာကုန်30ရက်ငါပတ်တိတိဟာတန်နင်းငွေနေညာဖြတ်တယ်တန်နင်းငွေဇာတာရှင်ညာတန်နင်းငွေဖမွေဖဇာတာရှင်ညာခမကံကောင်းပွန်လက်ပွင့်မှုကံကောင်းခြင်းစီးပွားကံတက်စီလို့တဲ့အတွက်နိုဝင်ဘာလတစားမုံလာမြတ်မိမိမွေးနေ့တန်နင်းငွေနေညာမိမိနေအိမ်ဖျားတော်လကောက်ဖျားစေတီး တနင်္ဂနွေချုံတောင်း၌တော်၎င်းချုံပြင်းတန်းပြီနောင်ညောင်ပင်မှရှိတဲ့ချုံတောင်းမှာပဲဖြစ်စေကောင်းညင်ပေါင်းတပတ်ကံတတ်မြာကြီးတတ်မြာဖြော်ကြီးတမုတ်တမြာကြီးအတူတူပဲတခွတ်ကတ်လို့စုတောင်းပေးပေးပါအနောက်အနောက်တောင်းထို့အရက်ဒီသားတဲ့နေရာတောင်းချုံမှာပေးပါအင်္ဂါသားသမီး ဇာတာပရိသသမိယံကိုရှောင်ရမယ်စကအညက်ကိုပြတ်တနာတတိပြုရမယ်စေတနာနဲ့ဆောင်ရွက်တာတွေဆောင်ရွက်ပေးထားတာတွေအပေါင်းအသင်းမိတ်ဆွေတွေဆွေမျိုးသားချင်းတွေနဲ့ပရိပကဖြစ်ပြီးလှူထားကန်ထားတာနဲ့တဲ့တဲ့ရေတုံလိုဖြစ်သွားတတ်တဲ့ကိစ္စရက်တွေပေါ့ပေါ့တတ်တယ်တေးတေးချာချာပြောပြီးဆိုပြီးကာမဂတိပေးတဲ့ကိစ္စရက်တွေ ငွေကြေးကိစ္စရဲ့အချိန်နာရလပြတ္တနာကိစ္စတွေကြုံရတက်လို့လွယ်လွယ်ကတိပေးတဲ့သူလွယ်လွယ်ပြောတဲ့သူတွေကိုလက်မခံမိပါစေနဲ့တန်ရင်းငွေသားသမီးတွေလုပ်ငန်းရေးပိုင်းတတိထားပေးရမယ်ခရူးဆိုင်ပေးဖို့တတိထားပေးဖို့တတိပြုနိုင်ကိုစာမေတ္တာရခံတယ်နော်အချိုးပေးကိင္ကနာအချိုးပေးမြကိင္ကနာရှစ်ကိင္ကနာတုံညာကိင္ကနာကိုးကိင္ကနာ နှိကိန်ငနန်းနေကောင်းကျိုးပေးမယ်ကောင်းကျိုးဖြစ်ထွန်းမယ်အကျိုးပြုစေမယ်အကျိုးပေးမယ်အောင်မြင်မယ်တန်နေငနေသားသမီးတွေလန်နေလေးစိတ်ထိခိုက်ရတာတွေစိတ်အနှောင်ချက်ဖြစ်ရတာတွေအပေါင်းသင်မိတ်ဆွေခင်မင်ရင်းနေသူတကယ်အမြဲဆောင်ရွက်နေတဲ့သူတွေကြောင့်အလွယ်လွတ်အမာကျော်အတိုင်းဆောင်ကိစ္စရက်တွေကြုံများဆောင်များတတ်တဲ့အချိန်ကယူဆိုင်ပါတတိထားပေးပါ တတိပြုပိပါဇကာအမပြတနာမဖြစ်စေနဲ့စေတနာနဲ့ရှင်ရင်နေနေလုတ်ကင်နဲ့ကိစ္စတတိထားရမယ်။ตาဤနာဤလုံမြေကိစ္စဖိမ့်မှန်တကခေါ်ယူတဲ့ပွန်လန်းတပ်ပင်နေလေတရောက်ရှင်မြင်ရတာသွာလာလုတ်ကင်ဆောင်ရပေးရတာတွေလေအောင်မြင်မယ်။ငနပန်လာမယ်။လိုရှင်လိုခင်ပေါ်မြမယ်။ဒီလဟာဒုတိယကံကောင်းသောဇာတာရှင်ညနပန် ပွင့်မယ်စီပွားကံတက်မယ်တငွေကြေးကိစ္စအခက်ခဲတွေပြေပြောင်းမယ်ငွေကံစာတာကောင်းမွန်မယ်လက်ရွှဲမယ်တစ်ဖက်ကအကြက်တဲကြုံနေတစ်ဖက်ကဗန်လင်းတကူနဲ့ငွေကံဝင်တာတွေဖြတ်မယ်ရှမ်းမြေရွှေဝင်ရမယ်လကောင်းချိုးပြုံးမယ်လကောင်းချိုးဖြစ်စေမယ်ကြာမကြီးပိုင်းတော်နည်းနည်းလေးကကျူးဆိုင်ပေးရမယ်ကြာမကြီးပိုင်းဆိုင်ရပါကြာမကြီးမှာဥဒဲရောက်တာ ရင်ပတ်နာတာခါကြိုက်တာအဲ့ဒီအစိပ်ပိုင်းနဲ့ပတ်သက်တဲ့ကြာမကြီးပိုင်းအစင်မပြေခါကြိုက်တာတတိထားပြရမယ်ကြာမကြီးစာတာအညာလေးနဲ့နဲ့ခေကျူးဆိုင်ပေးရမယ်ပေမန်းမှုကြောင့်ပေါ်ပေါက်တက်စိတ်ပန်းလိုပန်းနေအင်မတများပြီတော့အောင်မြင်မှုလဲပေါ့ဆောင်တော့မယ်ကောင်းကျိုးအင်မတအလူဒါနာတို့လောက်ကန်ရမယ်ကံနေလက်တွေပွန့်လက်မယ် စီပွားကံတတ်မယ်ဆွဲလုံးလကြီးမတ်တယ်စာတာရှင်နေဆွဲလုံးလကြီးမတ်တယ်တတ်နေနေတယ်ဖာစာတာရှင်နေနော်စိတ်အားထက်သန်နေလက်တွေ့မဖြစ်မှတ်နေဖြစ်အောင်ကြိုးစားအာထုတ်တတ်ပါလေကောင်းညင်မောင်းတပတ်ကံနေတမညာဖြော့ရည်တစ်ခွက်ကိုမွေးနေတတ်နေနေနေငါးပတ်တီတီပဲဖြစ်ဖြစ်တပတ်ပဲဖြစ်ဖြစ်သုံးပတ်ပဲဖြစ်ဖြစ် တချိန်တခါပဲဖြစ်ဖြစ်၅ချိန်၅ရက်လုံးပုံပဲဖြစ်ဖြစ်နော်အဲဆရာဟောပြောတာကို တွေးမျက်နှာနောက်ကျလို့မှီတဲ့အပတ်ကိုလှူမှန်ဆိုလိုက်ရတယ်အဲပြောမှန်ဆိုလို့ရှင်နိုဝင်ဘာ၂ရက်နေ့၉ရက်နေ့၁၆ရက်နေ့၂၃ရက်နေ့၃၀ရက်နေ့မှီတဲ့အပတ်ကိုလည်းလှူလို့ရတယ်တဆိုးကပြီးတော့ဖိုင်တွေးတာနောက်ကျတာတွေလည်းရှေကောင်းရှိတတ်တယ်အစီအိမ်အောင်ရေးဈာမရေးစီးပွားရေးလုံမှုရေးမိသားစုရေးတို့နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတိုင်ပင်မင်းမြတ်လိုတာများရှိခံရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39လုံး3939 6005လုံး6095တင်ငါတို့ကိုလည်းဓာတ်ရိုက်ဆက်သွယ်မင်းမြတ်နိုင်ပါလေဆရာရဲ့ပေတင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကံလေးစာကတော့ရန်ကုန်တာကီတာကြောက်တိုင်မတ်တိုင်ကပိတာမကကြီးရဲ့ဘေးအေးစေဒီနန်တဲ့တိုင်နပ်နင်းနဲ့ခွန်ညင်ညီထပ်ဖြစ်ပါတဲ့ညာဘူးတော်ကတော့ပညာလက်တဲ့ချိန်တုပ်ကိုတောင်းတောင်းချင် မွေးနဲ့မွေးလာမွေးတက်ကလေးနာမည်နေနံပဲလာဝညာလာဝတို့ကိုဘိုက်ပါ Telegram စာသစ်ဖြင့် Page Messenger ပေးပို့ပြီးတော့ဆရာကို မေးမြန်းနိုင်ပါတယ်ဆရာအနေနဲ့လည်းစောင်းရန်ရှောင်းရန်သေးသင့်သိတိုက်တာတပ်ဦးချံကန်စာတာအလိုက် အကောင့်အစိုးတို့ကိုပွန်ပွန်နဲ့နဲ့ဆွေးနွေးဟောပြောပေးလက်ရှိပါတယ်ပြည်တွင်းပြည်ပအနေနဲ့ရရမှဆရာထက်ဘေးရင်မေထမင်းရှံခုနှစ်ရသားသမီးအားလုံးလည်း ကိုစိတ်နှပြချမ်းမချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော်ပေးတဲ့ဆရာရနိုင်ထုံးမှလည်းအထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အခုလာမယ့်နိုဝင်ဘာလမှာတနင်္ဂနွေသားသမီးများလူရင်ဆန်လာများတလုံးတဝပြေဝနိုင်ပါစေလို့ဆရာနေနဲ့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်